အစ္စလာမုအလัยကုမ်ဝရဟ်မတုလ္လာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုဇူလ်ကာဒါလ6ရက်ခရစ်နှစ်2025ခုနှစ်မေလ9ရက်နေ့မှာတနင်္လာနေ့မှာမမ်နီတီအောင်မြင်ခေရဲ့သင်ခန်းစာအမှတ်စဉ်1000ပြည့်ဝသွားပြီဖြစ်ပါတယ်ဥစွာပထမညမြတ်တော်မူသောအလောင်းရှင်မြတ်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အတိုင်းစားမဲ့ကျေးဇူးတင်ရှိပါတယ်အလောင်းရှင်မြတ်ရဲ့တော်ဖစ်ဆွမ်းအားပေးမှုတွေအလောင်းရှင်မြတ်ရဲ့ အခွင့်အလမ်းတွေချီးမြှင့်မှုတွေကြောင့်ကျွန်တော်တို့ဟာ9မိနစ်တည်းအောင်မြင်ခရီးဆိုတဲ့ခေါင်းစဉ်လေးနဲ့ Ummat နဲ့ကျွန်တော်တို့ထိတွေ့ခွင့်ရရှိခဲ့တာဟာ3နှစ်ဝန်းကျင်ဖြစ်သွားပါပြီ။အဒီ3နှစ်တာကာလအတွင်းထဲမှာကျွန်တော်တို့ရဲ့ online မှာရှိနေတဲ့ဤကိုမောင်နှမတွေ offline မှာရှိနေတဲ့ဤကိုမောင်နှမတွေသူတို့တွေကလည်းဒီမှာထုတ်လွှင့်လိုက်တဲ့အကြောင်းအရာတိုင်းဒီမှာပြောပြတဲ့ ျွန်တော်တို့သင်ကန်းစာအတိုင်းကိုတကယ်ပဲအလေးထားပြီးတော့မှအချိန်ပေးနားတော်တာပတ်စင်ကြရတဲ့အကျိုးတွေခံစားကြရတဲ့ဒီလိုမျိုးအကျိုးခံစားမှုတွေအတွက်လည်းအားလုံးကိုငဘဝနဌာနမှာကောင်းသောအစားများအရှင်မြတ်ပေးပါစေလို့ဆုမွန်တော်ဟာပြုပါတယ်။အော်ဒီလိုသင်ကန်းစာတွေရဲ့အကြောင်းအရာနဲ့ကျွန်တော်တို့ဟာနေ့စဉ်ကျွန်တော်တို့ရဲ့မျိုးဆက်တဲ့မိဂုံမောင်နှမတွေကျွန်တော်တို့ရဲ့ဒီ online မှာဒီအစီအစဉ်တွေကိုနားတော်တာပတ်စင်နေကြသူတွေကို ဒီနေ့ဟာတော့ဖြင့်ဟေဂျရီခုနှစ်ဘလောက်ဖြစ်သွားပြီဘယ်လကိုကျွန်တော်တို့ရောက်သွားပြီအဲ့ဒီလရဲ့ဘယ်ရက်ကိုကျွန်တော်တို့ဟာရောက်ရှိနေပြီဆိုတော့အတိတွေကိုကျွန်တော်တို့မျှဝေနိုင်ပါတယ်အဒီလိုဟေဂျရီခုနှစ်တွင်နဲ့မိတ်ဆက်ပေးခြင်းနဲ့အတူတူနောက်ဆက်တွဲအနေနဲ့ကျွန်တော်မျိုးကုရ်အန်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကြိုခံစားပွဲရတွေဟာဒီစ်တော်နဲ့ပတ်သက်တဲ့အလားတရားလေးတွေဒီလိုပဲကျွန်တော်တို့အတွက်ကြည်ညံကြည်ညံနေစီရက်ကိုရောရဲ့အထုပ်ပတ်တိ နဗီအမ်ဘီယာတွေရဲ့အထုပ်ပတ်တိစွာဘတဝကကြီးတွေရဲ့ဘဝဖြစ်စဉ်တွေဒါတွေကနေပြီးတော့လဲကျွန်တော်တို့ဟာအများကြီးပဲအကျိုးတွေခံစားခွင့်တွေဒီကနေ့ကျွန်တော်တို့ရရှိကြပါတယ်ပြီးတော့တဲ့အခါမှာကုရ်အန်ရဲ့အလာတရားတွေဟာဒီစ်ရဲ့အလာတရားတွေပြီးတဲ့ကျွန်တော်တို့နှလုံးသားတတ်စင်ရေးကဏ္ဍတွေစသဖြင့်ကျွန်တော်တို့ကဏ္ဍအစုံတတ်နိုင်သလောက်တတိကိုတစ်မျိုးစီတင်ပြတာတွေအလ်ဟမ်ဒူလ illah ဒါတစ်ထောင်ထိရောက်ရှိသွားတာဖြစ်ပါတယ် တော့ဒါဒီအလုံးဟာအလောရှိမြတ်ရဲ့ကျေးဇူးတော်တတ်တတ်ကြောင့်သာလဲလှူဆောင်နိုင်ခြင်းဖြစ်ပါတယ်အလောရှိမြတ်ရဲ့တောဖစ်လို့ခေါ်တဲ့စိတ်ဓာတ်တွေအကျိုးကြောင့်ညီညွတ်မှုတွေလှုပ်ဖို့အတွက်အခွင့်အလမ်းတွေချင်းမြတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါတွေကိုလှူဆောင်နိုင်တာဖြစ်ပါတယ်ပြီးတော့တဲ့အခါမှာကျွန်တော်တို့ဒီအစီအစဉ်တွေကိုအားတက်တရနေ့စဉ်နဲ့အမြနေ့စဉ်မပြတ်နားထောင်ပေးနေတယ်လိုင်းတွေမကောင်းခဲ့ဘူးဆိုရင်လည်းဒါတွေကိုစုပြီးတဲ့နောက်ပိုင်းမှာတည်တည်ချာချာပြန်ပြီးတော့မှနားထောင်ပေးနေတယ်ဆိုတော့ ညီကိုမောင်နှမတွေအတွက်လဲဒါတို့ရဲ့အပင်းမှုတွေကြောင့်လဲကျွန်တော်တို့ရှေ့ဆက်ခွန်အားတွေအဖြစ်နဲ့ကျွန်တော်တို့ဟာခင်းပြီးတော့ရှောက်လန်းနိုင်နေတာဖြစ်ပါတယ်အတိနဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီအစီအစဉ်ကိုအဓိကဒီ Facebook မှာ Viber မှာ Telegram မှာ WhatsApp မှာ TikTok မှာ YouTube မှာအဲ social media ရဲ့ကျွန်တော်တို့ platform 6ခုမှာအချိန်နဲ့တပြေးညီစူးစမ်းပြီးတော့မှတင်ပေးနေတဲ့ကျွန်တော်တို့ရဲ့ admin team နဲ့မှအဓိက နှစ်ဦးရှိတယ်တဦးကတော့ကျွန်တော်ရဲ့အချစ်တပည့်တဦးဖြစ်တဲ့မုဟမ္မဒ်ကာဘဟာဆန်ဖြစ်တယ်နောက်တဦးကတော့ကျွန်တော်တို့ဒေါက်တာအဗ္ဒူလ်ဂျလီလ်ဖြစ်တယ်အဲသူတို့နှစ်ဦးကလည်းကျွန်တော်တို့ဒီအစီအစဉ်လေးတွေကိုကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေကျွန်တော်တို့ online မှာရှိနေတဲ့ပရိသတ်တွေအတွက်ကိုနိုင်စင်နဲ့အမြတောက်ကထားပြီးတော့သူတို့ဟာစီစဉ်ပြီးတော့တင်ဆက်ပေးနေတာဖြစ်တယ်အဲသူတို့ရဲ့ရှေ့ဆက်ပညာရေးခရီးသူတို့ရဲ့ဘဝခရီးတွေမှာလည်းအလောရှိမြတ်ဘာရကတ်ပေးပါစေအဲ့တော့ အမတ်အတွက်အကျိုးရှိတဲ့လုပ်ငန်းတွေကိုပဲရွေးချယ်လှုပ်ဆောင်ပြီးတော့အမတ်အတွက်စိုးကျိုးဖြစ်စေမယ့်အလုပ်တွေကနေအလားအလုံးကိုထိမ့်သိမ်းပါစေလို့လည်းစုမုံတို့ကပြုပါတယ်။အင်ရှာလာရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့နောက်ထပ်သင်ခန်းစာတွေကိုလည်းအလောင်းရှိမဲ့ထိုင်ကနေတောဖစ်ဆွမ်းအားတွေတောင်းခံပြီးတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေထိုင်ကလည်းအကြံဉာဏ်တွေတောင်းခံပြီးတော့ online offline မှာရှိနေတဲ့ဒီပရိသတ်ကြီးစီကနေကျွန်တော်တို့ကိုပေးတဲ့အင်အားတွေခွန်အားတွေကိုကျွန်တော်တို့တို့အတုံးပြုပြီးတော့အင်ရှာလာဆက်လက် ထုတ်လွှင့်ပါအောင်မယ်လို့ပြောကြပါတယ်ဒီလိုထုတ်လွှင့်နိုင်ဖို့အတွက်လည်းအားလုံးတို့အားမှာတရိယာပေးကြပါလို့ကျွန်တော်နေနဲ့ဆုမွန်တို့အားတောင်းခံပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူ